ရဲ့ကျွမ်းကျင်မှုကိုဝင်ဝင်အဖြစ်ပြောင်းမယ်ဆိုရင်ဒီချက်၅ချက်ကအရေးကြီးပါတယ်အားလုံးဝမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့ကျွမ်းကျင်မှု skill ကိုဝင်ဝင်အဖြစ်ပြောင်းမယ်ဆိုရင်သတိပြုတဲ့ချက်၅ချက်ကြောင်းပြောပြပေးခြင်းပါတယ် ဝင်ဝင်နဲ့ပတ်သက်ရင်ဒီ active ပင်ခံလို့ခေါ်တယ်အနိုင်ငံကခြေကံအဖြစ်အရေးကြီးပါတယ်ကျွန်တော် passive ပင်ခံတွေတိစောက်မယ်ဆိုရင်တော့ဒီ active ပင်ခံမရှိရင်ကျွန်တော် log line အလောက်ထိမလွယ်ဘူးပေါ့လေပုံမှန်ထဲထဲဝင်အလုပ်လုပ်ပြီးမှရလာတဲ့ active ပင်ခံကိုတိစောက်ခြင်းနဲ့ဝင်ဝင်ပုံမှန်များများပို့ပြီးလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကျွန်တော်ရဲ့တန်ဖိုးကျွန်တော်မြင့်ဖို့လိုတယ်အဲ့အတွက်ကိုကျွန်တော်ရဲ့ကျွမ်းကျင်မှုကျွန်တော်ရဲ့တန်ဖိုးမြင့်လို့မတော့ကိုအရေးကြီးတဲ့ဒီအခြေခံအချက်၅ချက်ရှိပါတယ် ဝိုင်လက်ဆိုတော့နံပါတ်1ကကိုယ့်ရဲ့တံပိုးကိုယ့်ရဲ့အားစာချက်ကိုပေါ်ထုတ်ပါလူတစ်ယောက်နဲ့တစ်ယောက်အားစာချက်တွေအားနည်းချက်တွေမတူတခါကျရင်ကျွန်တော်တို့ကတခြားသူတွေစီမှာမရှိတဲ့အားစာချက်တွေကိုယ်မရှိနေတတ်တယ်ပေါ့လေဆိုတော့ဒါကိုကျွန်တော်တို့ကပေါ်ထုတ်ဖို့ကိုယ့်ကိုယ်သိဖို့အရေးကြီးတယ် marketing လို့စီးပွားရေးလို့မှာတော့ unit value proposition ဆိုပြီးတော့ data နဲ့ကျသုံးရတယ်ကိုကဘာတွေအားတာလဲပေါ့ကိုက ဆုံးဖြတ်ချက်တွေချတာအားသာတဲ့လူလားကျွန်တော်အသေးသေးလောက်ဆောင်တာအားသာတဲ့လူလားဒါမှမဟုတ်ခေါင်းဆောင်မှုစွန့်ရင်ပိုင်းမှာအားသာတာလားဒါမှမဟုတ်ကျွန်တော် communication မှာအားသာတာလားဒါသိဖို့လိုတယ်ဒီ hard skill အနေနဲ့ဆိုရင်လည်းထားပါတော့ကျွန်တော်တို့ကဒီ design တွေ fan တွေရတာဆွဲရတာကိုအားသာတာလားဒါမှမဟုတ်စာရေးတာမှာကတော်တာလားဤပညာနဲ့ပတ်သက်လို့ကကျွမ်းကျင်မှုပိုရှိတာလားစိတ်ဝင်စားလားလားဒါတွေကျွန်တော်တို့ကသိချသိပြီးတော့ပေါ်ထုတ်ဖို့ရည်ကြီးတယ်ဒုတိယတစ်ချက်ကတော့စက်သမပြလေ့လာသိပါကျွန်တော်ကိုအားသာချက်ကိုတန်ဖို့ကိုသိပြီဆိုရင် ရေးကြည့်တာကျွန်တော်တို့ထားပို့ပြီးတော့မြင့်တင်ဖို့ဆိုရင်စင်စမ်းမပြတ်တင်ယူလေ့လာဖို့လိုတယ်လူများစုဖြစ်တတ်တဲ့ပြဿနာတစ်ခုကကိုကြောင်းတော့ကိုတည်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကိုရှိတဲ့ skill ကိုထပ်ပြီးတော့မမြင့်တဲ့အခါကျတော့ကြောင်းတဲ့လောက်မရောက်တာတွေရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့လေ့လာမှုတွေလေ့ကျင့်မှုတွေလိုတယ်ကိုကဒီစီးပွားရေးဆိုင်ရာဝင်မြောက်မှုတွေလုပ်နေသူတယောက်ဆိုတော့ကျွန်တော်စီးပွားရေးဆိုင်ရာအသိပညာတွေစပ်ပြီးတော့လေ့လာဖို့လိုတယ်စာရေးတဲ့ skill တွေနောက်ဒီ presentation skill တွေဒါတွေကျွန်တော်တို့စင်စမ်းမပြတ်လေ့လာသွားဖို့လေ့ကျင့်သွားဖို့လို တတိယတစ်ချက်ကတော့နရဝတိဆောက်ပါကျွန်တော်နရဝဆိုတာတော့စီးပွားရေးလောက်မှာမဟုတ်ဘူးကောနော်ကျွန်တော်တို့တကွေတခါရဖြတ်သန်းမယ်ဆိုရင်ကိုယ့်ရဲ့အတိမိတ်ဆွေတွေအဆက်အသွယ်တွေဒါထက်အရေးကြီးတာပါပဲမကွက်ကျွမ်းညမှုတွေဘလောက်ရှိချင်ကိုယ်မှာနရဝကောင်းကောင်းမရှိရင်ဒီအလုပ်တွေရဖို့ခက်တယ်တချို့ client တွေရှာဖို့ခက်တာရှိတယ်ဒါပေမဲ့ကိုယ်မှာနရဝကောင်းကောင်းရှိတယ်ဆိုရင်တော့ကြော်ညာတွေဘလောက်မှမလုပ်ဘဲနဲ့ကိုယ့်ဒီအလုပ်အပ်တဲ့သူတွေအများကြီးရှိနေနိုင်ပါတယ်အဆက်အသွယ်အားနည်းမယ်နရဝအားနည်းမယ်ဆိုရင်ကိုယ်ကျွမ်းညမှုဘလောက်ရှိဦးစေကိုယ်ကျွမ်းညမှုကလည်းရနိုင်တဲ့ခွန်လန်းတွေအချို့မြတ်တွေအတအကန့်အသတ်ရှိနေမှာ ါတယ်။နောက်စရုပ်တဲ့အချက်ကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကဈေးကွက်ရှိပါသည်ဆိုပြီးဖြစ်ပါတယ်။ကိုယ်ကကျွမ်းကျင်တယ်ဒါပေမဲ့ကိုယ့်ကျွမ်းကျင်မှုကကိုယ့် skill ကဈေးကွက်မရှိရင်လည်းကျွန်တော်ဘာမှလုပ်လို့မရပါဘူး။ ဟုတ်လားကျွန်တော်တို့ကဒီရုပ်သေးကတဲ့အတက်ပညာတက်တယ်ဒါမှမဟုတ်ဒီဘက်ခက်မှာကျွန်တော်တို့ဒီရုပ်သေးကတဲ့အတက်ပညာကိုပတ်စံပေးပြီးကြီးစုတဲ့သူဘယ်လောက်ရှိမလဲပေါ့နော်ဆိုတော့ကိုကျွမ်းကျင်မှုကလူတွေဝယ်ခြင်းနဲ့လူတွေပတ်စံပေးပြီးတော့ဒါကိုသုံးမြင်တဲ့အခြေအနေရှိဖို့လိုတယ်မှတ်ထားပါတော့ကျွန်တော်တို့ဒီဘောလုံးကန်ကျွမ်းကျင်နေဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်မှာကန်တာနဲ့အင်္ဂလန်တို့စပိန်တို့နော်ပရီးမီယာလိတို့လာလီဂါတို့မှာကန်တာနဲ့ဝင်ငွေရနိုင်တာမတူဘူးဒါကြောင့်မလို့ကိုကျွမ်းကျင်မှုကလည်းနေရာမှန်မှာကျွန်တော်တို့သုံးနိုင် ဲ့ပေါ့ဒါဆိုရင်တော့ market ရှိတယ်နောက် opportunity ရှိတယ်ကြွန့်ကျင်မှုနေရာပေါ့နော်ဒါကိုကျွန်တော်ရွေးချယ်တတ်ဖို့လည်းရည်ကြီးတယ်နောက်ဆုံးတစ်ချက်ကတော့လိုက်လုံးညီတွေရှိပါတယ်ကျွန်တော် implant ရည်ကြီးပါတယ်ဒီနေ့ကျွန်တော်နီးပညာအပြောင်းလဲသိမ့်မြန်လာတဲ့ခေတ်မှာလိုက်လုံးညီတွေဖြစ်မှုကတော်တော်လေးရည်ကြီးလာတယ်မှာထားတော့အရင်တော့ကျွန်တော်စာရိုက်စာရိုက်တက်တယ်ဆိုရင်အလုပ်ရဖို့သိလို့ရတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာလူတိုင်းစာရိုက်တန်နေကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်အားလုံးသိရတယ်မဒီဖုန်းနဲ့ဆိုရင်တော့လူတိုင်းစာရိုက်နေတာပဲဆိုတော့စာရိုက်တက်တာတခုလည်းနဲ့ခင်ဗျာအလုပ်ရဖို့မလွယ်တော့ဒီခေတ်ကဆိုတော့ ကိုကတစ်ချိန်တော့ size ကြီးရိုက်ခဲ့တယ်ဆိုရင်တော့ဒီချိန်မှာဒီလုံးနဲ့ကျွန်တော်တို့အတံမွေးလို့အလောက်ဆင်ပြေကျွန်တော်ပြေတော့သတင်းတော့လုတ်တယ်ဆိုတော့အရင်တော့ကျွန်တော်တို့ကသတင်းလိုက်တက်မယ်သတင်းရေးတက်မယ်ချက်ပုံရိုက်တက်မယ်ဆိုရင် interview မေးတက်မယ်ဆိုတာသတင်းတော့တယောက်လုတ်လို့ရတယ်ဒါမှဒီဘက်ခက်မှာဒီ skill နဲ့လည်းကျွန်တော်မရတော့ခုနလို skill တွေအပြင် video ရိုက်တက်တဲ့ skill တွေတီးဖြတ်တဲ့ skill တွေ now presentation လုပ်နိုင်တဲ့ skill တွေ ဒါတွေလည်းကြည့်ကြည့်လာထားပါတော့အကောင့်နဲ့လုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်ခင်မှာအရင်လိုမဟုတ်တော့ software တွေနဲ့ကျွန်တော်သုံးနေတာရှိတယ်။ကိုယ်နီးပညာကိုသုံးပြီးတော့လုပ်တက်လာဖို့လိုတယ်။ကိုကလူတွေနီးပညာကိုတွေးချက်မှုများလာတဲ့ချိန်မှာပေါ်လဲလိုက်လုံးကြီးတွေတော့နိုင်ဖို့ရှိကြည့်လာပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုဝင်ဝင်ဖြစ်ပြောင်းနေတယ်ဆိုရင်ဒီငါးချက်ကိုယူဆိုင်တင်ပါတယ်။ဆိုတော့မိတ်ဆွေနေနဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုကနေဝင်ဝင်ဖြစ်ပြောင်းဖို့ပေါ့နော်ဆွေးနွေးချင်တာရှင်။ကိုမမ အချက်ပေးပြီးတော့ဆွေးနွေးလို့ရပါတယ်။ငွေကြေးတိုးတက်ရေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေကိုပုံမှန်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။